မယဘာသားကိုတာမကဒုတိယဇနီးတဲ့စိုးမြန်နန်တာကိုပေါ့အမေရိကမှာကြောင်းထားပြီးနေရဲ့မင်းသားကြီးဆိုသူရဲ့တာဝန်တည်တတ်မှုပရိသတ်များအလုံးမင်းမင်လာပါရှင်ထိတ်တန်းဆိုတော့မင်းသားကြီးဆိုသူကတော့တကယ်ကိုတာဝန်အပြည့်နဲ့မိသားစုကိုစောင့်ရှောက်နေတဲ့သူတယောက်ဖြစ်ကြောင်းလောရက်လေးတွေကပေါ်လွင်လာခဲ့ပါတယ်အခုဆိုရင်သူ့ရဲ့နောက်အိမ်ထောင်ကပါလာတဲ့သားလေးကိုအမေရိကမှာကြောင်းထားပြီးရုံတာမကနောက်ထပ်အိမ်ထောင်ဖြစ်သူဒုတိယဇနီးတဲ့အဖြစ်နဲ့ဘေးနားမှာရှိနေတဲ့စိုးမြန်နန်တာကိုလည်းအစင်းမြတ်တက္ကသိုလ်ကြီးမှာကြောင်းထားပြီးနေပြန်ပါတယ် ။သို့သူရဲ့အင်မတန်တည်တတ်မှုကြောင့်အသက်ကြီးမှចောင်းစာတွေပြန်လုံနေရပြီးငငယ်ရွယ်ရွယ်ကလေးတွေနဲ့အတူចောင်းပြန်တက်နေရတဲ့အကြောင်းစိုးမျက်နှာကဝမ်းသာအားရနဲ့ပြောပြလာခဲ့ရပါဗျ။ တကယ်တော့သိုးသူနဲ့သိုးမျက်နှာတို့ကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကချစ်ကြိုက်ခဲ့ကြတာဖြစ်ပြီးအခြေအနေမတိုင်ဆိုင်လို့သာဝေးကွာခဲ့ကြရတာဖြစ်ပါတယ်။တယောက်နဲ့တယောက်ငယ်ချစ်တွေဖြစ်လို့အခြေအနေတွေပြန်ကောင်းတဲ့အချိန်ဘာကိုမှကယူမဆိုင်တော့ပဲသူနှစ်ကိုယ်လက်တွဲပြီးတော့ပေါင်းဖက်ခဲ့ကြတာပါ။သိုးသူမှလည်းသမီးလေးရှိတယ်လို့သိုးမျက်နှာတို့မှလည်းသားလေးတယောက်ရှိနေပြီဆိုပေမဲ့နှစ်ယောက်သားရဲ့အိမ်ထောင်ရေးကိုအဆင်ပြေစေဖို့အမေရိကကိုပြောင်းရွှေ့နေထိုင်ပြီးတော့ဒုတိယအိမ်ထောင်ကိုစတင်ခဲ့ကြတာလည်းဖြစ်ပါတယ်။သိုးသူကသမီးလေးကိုအရင်ဇနီးတွေနဲ့ထားပြစ်ခဲ့ပေမဲ့တောင်ဝင်မကြီးနဲ့ဖခင်တယောက် ော့တော့မဟုတ်ပါဘူးသူရဲ့သမီးအရင်ပေါ်မှာကယူဆိုင်မပေးခဲ့ရတဲ့အရာတွေအကုန်လုံးကိုဒုတိယအိမ်တော်ကပါလာတဲ့သားလေးဖြစ်တဲ့စိုးမျက်နှာသာရဲ့သားကိုပို့ပြီးတော့ကယူဆိုင်ပေးနေရင်းနဲ့ဖခင်တယောက်ရဲ့တာဝန်နေခြေပုံအောင်လှောက်ဆောင်နေပါတယ်အခုဆိုရင်စိုးသူနဲ့စိုးမျက်နှာတာတို့မိသားစုကအမေရိကန်မှာတော်တော်လေးအဆင်ပြေနေပြီဖြစ်ပြီးသိန်းပေါင်းများစွာတန်ဖိုးရှိတဲ့တိုက်အိမ်တွေကားတွေကိုဝယ်ယူရင်းနဲ့လူချမ်းသာအသံဝိုင်းကိုရောက်ရှိသွားခဲ့ပါပြီ။ဒီတော်တွင်းမှာပဲပြင်ပန်းခဲ့ရတဲ့ဒုတိယဇနီးတဲ့လေးစိုးမျက်နှာတာကိုအရင်က မတက်နိုင်ခဲ့တဲ့အမေရိကတက္ကသိုလ်ကြီးမှာကျောင်းထားပေးဖို့အတွက်စိုးသူကစီစဉ်ခဲ့ရပါ သူတို့ရဲ့သားငယ်လေးကတော့အရင်ကတည်းကအမေရိကကျောင်းတစ်ခုမှာပညာတက်ရောက်သင်ကြားနေပြီးအခုတော့မိခင်ဖြစ်သူစိုးမျက်နှာတာကပါအမေရိကကတက္ကသိုလ်ကြီးတစ်ခုမှာတက်ရောက်ခွင့်ရသွားခဲ့ပြီဖြစ်ပါတယ်။ဒီတက္ကသိုလ်ကြီးကတော်တော်လေးအဆင့်တန်းမြင့်မာပြီးတော့အသက်အရွယ်မရွေးတက်ရောက်နိုင်အောင်ဖွင့်လှစ်ပေးထားတာပါ။ပညာလိုအိုသည်မရှိဆိုတဲ့စကားအတိုင်းပဲအသက်ကြီးမှကျောင်းပြန်တက်ပြီးတော့စာရီကျက်နေရပေမဲ့ပျော်ရွှင်နေရကြောင်းလဲစိုးမျက်နှာတာကပရိသတ်တွေအားလုံးကိုအတိပေးပြောပြထားပါတယ်။ဒီကျောင်းကြီးကိုတက်ရောက်ပြီးတော့ဘွဲရောက်သွားမယ်ဆိုရင်စိုးမျက်နှာတာအနေနဲ့အမေရိကကလူချမ်းသာအသက် ိုင်းဝိုင်းမှာပို့ပြီးတော့လူဝင်ဆန့်သွားတော့မှာပါတာကိုသိတဲ့အမျိုးမြင့်ကြီးလာတဲ့မင်းသားကြီးဆိုသူကတော့သားလေးကိုသာမကဒုတိယဇနီးတဲ့ဆွေမျက်နှာတာကိုပါကြောင်းထားပေးပြီးတော့အိမ်ထောင်ဦးစီးတယောက်ဖခင်ကောင်တယောက်ပိသားအောင်ကြိုးစားနေရဖြစ်ပါတယ်အမေရိကန်မှာနေထိုင်နေတဲ့ဆိုသူနဲ့ဆွေမျက်နှာတာတို့မိသားစုလေးကတကယ်ကိုအားကြစရာပါပဲအရင်လိုမျိုးပင်ပင်ပန်းပန်းအလုပ်တွေလုပ်စရာမလိုပဲအမေရိကကတက္ကသိုလ်ကြီးမှကြောင်းတက်ပြီးစာရီကျက်နေရတာကြောင့်ဆိုမျက်နှာတာလေးပို့ပြီးတော့ပျော်ရွှင်လို့နေပါတယ် ကျောင်းကနေခွင့်ယူလို့မရတာကြောင့်ညီမဖြစ်သူဆိုပြတဲ့စဉ်ရဲ့မင်္ဂလာပွဲကိုတောင်ပြန်မလာနိုင်မဲနဲ့ပြက်ကွက်ခင်ရပေမဲ့အမေရိကန်ကတက္ကသိုလ်ကြီးကနေဘွဲ့ရမှာဖြစ်လို့အားလုံးကတော့နားလည်ပြီးထားကြပါတယ်။ဒုတိယဇနီးတဲ့ဆိုမျက်နှာတော်ကိုအစင်တန်းမြင်ပါတဲ့အမေရိကန်တက္ကသိုလ်ကဘွဲ့ရအောင်ကြောင်းထားပြီးနေတယ်။အဆိုတော်နဲ့မင်းသားကြီးဆိုသူလိုခင်မုန်းကောင်းကိုပြည်သက်ကြီးတို့ရောပိုင်ဆိုင်ထားပြီလားဆိုတာပြောခဲ့ပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။